တချိန်ကညီရင်ကိုဆက်ဆံရေးမျိုးရှိတယ်လို့ကိုရိုင်းညွှန်းဆိုခဲ့ပြီးတဲ့ဝန်ကြီးချုပ်ဟောင်းတန်ဆင်ရှင်နာဝတ်ဟောင်းသူကိုတစ္ဆာပေါက်ခဲ့ပါတယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကဆွဆဲပြောကြားလိုက်ပါတယ်။အဲ့ဒီအတွက်လဲတန်ဆင်ကထိုင်းပြည်ကိုတစ္ဆာပေါက်တာအပေါ်ဝင်ဆိုးရွားတဲ့ကိစ္စတွေလုပ်ခဲ့ကြောင်းသူကဖော်ကောင်ပြန်လို့ရလိမ့်မယ်လို့ဟွန်ဆန်ကသတိပေးခဲ့ပါတယ်။ဟွန်ဆန်ဟာဝန်ကြီးချုပ်နေရာကိုတားပြစ်တဲ့ဟွန်မာနက်စီလွှဲပြောင်းပေးထားပေမဲ့ ကမ္ဘောဒီးယားမှာနိုင်ငံရေးဩဇာကြီးကြီးမားမားဆက်လက်ပိုင်ဆိုင်ထားသလိုလွတ်တော်ဥက္ကဋ္ဌတာဝန်ကိုလည်းရယူထားပါတယ်။သူဟာတပ်စင်ရဲ့မိသားစုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိခဲ့ပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့ထိုင်းကမ္ဘောဒီးယားကနေဆက်ပြဿနာကိုအကြောင်းပြုပြီးနှစ်ဖက်ကြားမှာတင်းမာတဲ့အကြောင်းတွေဖြစ်ပေါ်နေပါတယ်။မကြသေးခင်ကလည်းနေဆက်ကိစ္စနဲ့ပတ်သက်လို့တန်စင်ရဲ့တမိဖြစ်သူလက်ရှိထိုင်းဝန်ကြီးချုပ်ဖေထောင်တန်ရှင်နာဝပ်ကဟွန်ဆန်နဲ့အလို့တဘောဖုံးဆက်ဆွေးနွေးတဲ့အတန်ဖိုင်ပေါက်ကြားခဲ့ပြီး နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်ခဲ့ပါတယ်။အဲ့ဒီအတန်းဖိုင်ထဲမှာဖေထောင်တန်ကထိုင်းစစ်တပ်ကိုပုတ်ခတ်တဲ့သဘောမျိုးပြောဆိုမိတာကြောင့်ယာရုကနေနှုတ်ထွက်တဲ့နယ်ဆိုတဲ့ဖိအားပေးမှုတွေနဲ့ပါကြုံနေရပါတယ်။ဟွန်ဆန်ကတော့အဲ့ဒီအတန်းဖိုင်ကိုသူကဖိချလိုက်တာမဟုတ်ဘူးလို့ငြင်းဆန်ထားပါတယ်။ဂျွန်လ26ရက်မှာတော့ဟွန်ဆန်ဟာပရာဘီဟီရာဒေတာမှာနေဆက်တင်းမာမှုတွေကြောင့်နေရဆုံးခွာလာတဲ့ကမ္ဘောဒီးယားစစ်ရှောင်းတချို့နဲ့တွားရောက်တွေ့ဆုံခဲ့ရမှာ တန်စင်ကိုဦးတည်ပြီးဓာတ်ရိုက်ဝေဖန်ထိုးနှက်တဲ့မှတ်ချက်စကားမျိုးပြောခဲ့တာဖြစ်ပါတယ်။သူ့ကိုတဖက်ကစပြီးတစ္ဆာဖောက်လိုက်တာမျိုးကိုပဲအဖျက်ခံလိုက်ဖို့အမြဲတမ်းတွေးခဲ့ကြောင်း။ဘာကြောင့်လဲဆိုတော့သူကစပြီးတစ္ဆာဖောက်တာမျိုးမလုပ်ချင်လို့ဖြစ်ကြောင်း။အခုတော့တန်စင်ရဲ့မိသားစုဟာသူတို့ရဲ့နိုင်ငံကိုတစ္ဆာဖောက်ဖို့ဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုထုတ်ပြောတင်နေပြီလို့သူခံစားမိလာကြောင်းဟွန်ဆန်ကဆိုပါတယ်။ဒါဟာကနဦးသတိပေးမှုဖြစ်ကြောင်း။တန်စင်အနေနဲ့ကိုယ့်သမီးကိုဆုံးမအသွင်တင်တဲ့ကြောင်း အဲ့ဒီလိုပဲတဆင်ရဲ့သားသမီးတွေကလည်းသူတို့ရဲ့ဖခင်နဲ့တခြားသူတွေအကြောင်းနားလည်ထားဖို့လိုကြောင်းဟွန်ဆန်ကပြောပါတယ်။နောက်ပြီးရှန်နာဝတ်မိသားစုရဲ့အပေါ်မှာသူကဘာအကျွေးမှတင်မနေပဲတဆင်တို့မိသားစုထွက်ပြေးလာတဲ့အချိန်ကမ္ဘောဒီးယားမှာခိုးလုံခွင့်ပေးခဲ့တဲ့အတွက်တဆင်ကသာသူ့ကိုကျေးဇူးကျွေးရှိနေတာလို့လည်းဟွန်ဆန်ကဆိုပါတယ်။သူကအရှိတောင်အာရှအိန္ဒိယနှစ်နိုင်ငံကြားဆက်ဆက်ရေးအနေအမြအပြောင်းလဲတွေနဲ့ပတ်သက်ပြီးအခြေအလက်ဆွေးနွေးဖို့ဆန္ဒရှိကြောင်း ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းမှုကိုလိုလားတဲ့နှစ်ဖက်နိုင်ငံသားတွေဟာအဲ့ဒီဆက်ဆက်ရရဲ့သဘောတရားကိုနားလည်ဖို့လိုကြောင်းသူကကိုထိလက်ရောက်ကူညီဖူးတဲ့မိသားစုတစ်ခုကနေဆင်းသက်လာတဲ့ဝန်ကြီးချုပ်တစ်ယောက်ကအခုလိုကိစ္စတွေကိုပြဿနာရှာလာလိမ့်မယ်လို့မထင်ခဲ့မိကြောင်းဟွန်ဆန်က ပြောပါတယ်။သူကသက်ဆက်အနေနဲ့ဆက်ပြီးစိတ်ကြီးဝင်နေမယ်ဆိုရင်အရင်ကသက်ဆင်သူ့ကိုဘာတွေပြောခဲ့တယ်လဲဆိုတာတွေအကုန်ဖိချလိုက်မှာဖြစ်ကြောင်းအဲ့ဒီထဲမှာ ထိုင်းပြည်ကိုတန်ဆင်စော်ကားခဲ့တဲ့အကြောင်းတွေလည်းပါကြောင်းဟွန်ဆန်ကဆိုပါတယ်။တန်ဆင်ရဲ့သမီးကဝန်ကြီးချုပ်ဖြစ်နေတယ်လို့သူ့သားကလည်းဝန်ကြီးချုပ်တူဖြစ်ကြောင်းကလေးတွေကိုစီကန်းလိုက်နာအောင်တင်ပေးဖို့လိုကြောင်းတန်ဆင်အနေနဲ့သူဟာလူလေကြလို့ရတဲ့သူတရားလို့ထင်ရင်မှားသွားမှာဖြစ်ကြောင်းထိုင်းနိုင်ငံအပေါ်သူကဘာအကျွေးမှမရှိကြောင်းလဲဟွန်ဆန်ကမှတ်ချက်ပေးသွားပါတယ်။တချိန်ကတော့ဟွန်ဆန်နဲ့တန်ဆင်ဟာအရန်ရင်းနှီးသူတွေဖြစ်ခဲ့ပါတယ်။တန်ဆင်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတူဦးဖြစ်ခဲ့တဲ့ သူညီမယင်လက် ရှန်နာဝတ်တို့ဟာဟွန်ဆန်ရဲ့အိမ်မှာ နေထိုင်ခဲ့ကြဘူးပါတယ်။ဟွန်ဆန်ကထိုင်းရဲ့ဝန်ကြီးချုပ်တက်တယောက်ဟာလက်ရှိအငင်းပွားမှုတွေကိုအမြန်ဆုံးကင်တွယ်ဖြေရှင်းလာနိုင်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။လလောဆယ်မှာတော့နေဆက်ကိစ္စမူဝါဒတွေကိုထိုင်းအစိုးရထဲမှာတိတိယယောက်ဘသူကကင်တွယ်နေတယ်လဲဆိုတာတော့မသိတော့ဘူးလို့လဲဟွန်ဆန်ကဝေဖန်ခဲ့ပါတယ်။ထိုင်းမှာတကယ်အာဏာရှိတဲ့အစုအဖွဲ့ကဘသူလဲဆိုတာနားမလဲတော့ကြောင်းစစ်တပ်လားနိုင်ငံရေးပါတီတခုလား ပါတီနောက်ွယ်မှာရှိနေတဲ့တယောက်ယောက်လားဝန်ကြီးချုပ်လားဆိုတော့ကိုမသိနိုင်ကြောင်းဒီကိစ္စတွေကိုတကယ်တမ်းဖြေရှင်းဖို့လိုလားတဲ့ဝန်ကြီးချုပ်တူထိုင်းမှာတာဝန်ယူမှသာဒီပြဿနာတွေပြည်လည်မဲလို့ကမ္ဘောဒီးယားအနေနဲ့နားလည်ထားကြောင်းလဲဟွန်ဆန်က ပြောကြားသွားပါတယ်ရှင်